မြတ်စွာဘုရားရဲ့ကျမ်းဂန်တွေရဒါနကိုပဲခွဲကြည့်လိုက်လို့ရှိရင်၃မျိုး၃စားရှိတယ်၃မျိုး၃စားဘာတုံးဆိုတော့ဟီနတဲ့အညံစားကုတုတဲ့မေစီမအလယ်လက်စားကုတုပဏိတအမွန်မြတ်ဆုံးကုတုတဲ့ဒီဟီနညံ့တဲ့ကုတုနဲ့အလယ်လက်ကုတုကဘာတုံးဆိုတော့အကုတုတရားတွေရောတဲ့ကုတုပေါ့ပဏိတအမွန်မြတ်ဆုံးကုတုကတော့တည့်ပြီးတော့ကုတုစစ်တဲ့ကုတုမျိုးကိုခေါ်တယ် အဲ့တော့ဓမ္မလမ်းကြောင်းနဲ့လောက်ပါဆိုတော့ဒီပဏိဒဖြစ်တဲ့ကုသိုလ်စစ်စစ်ဖြစ်ဖို့တိတ်ပြီးတော့အရေးကြီးတယ်တဲ့အဲ့တော့ဟိမကုသိုလ်အညံစားကုသိုလ်ဆိုတာဘာတုံးဆိုတော့ယတကမ္မတာယပိုတိတံဟိနံတဲ့တချို့မျိုးသားမျိုးသမီးတွေကဒါနာပြုလုပ်လို့ရှိရင်ဘာလုပ်တော့ဆိုတော့အာငါတို့မပြုလုပ်လို့မကောင်းပါသေးဘူးသူများတွေကဲ့ရဲ့လိမ့်မယ်ဒါမှမဟုတ်ငါတို့လုပ်လိုက်လို့ရှိရင်ငါတို့ကိုဘလောက်တော်တာဆိုချီးမွမ်းကြလိမ့်မယ်ဆိုပြီးတော့ဒီစိတ်ထားတွေနဲ့လုပ်တယ် အဲ့ဒီလိုလုပ်တဲ့ဒါနာမျိုးဟာလည်းပဲအညံစားကုသိုလ်တဲ့သူတန်တန်မှာကုသိုလ်လုပ်ရင်းနဲ့လည်းပဲသူများချီးကျူးခံခြင်းနဲ့လောဘတွေနောက်ပြီးတော့သူများကဲ့ရဲ့မှာဆိုတဲ့ဒေါသဒေါမနတတွေရောဝင်နေတော့ကုသိုလ်ဟာစစ်မှုတ်တော့ဘူးတဲ့ဒါမျိုးလည်းပဲမလုပ်ရဘူးတဲ့ဓမ္မတန်ကြောင်းကုသိုလ်လုပ်တဲ့ဆိုရင်လည်းတိတ်ပြီးတော့မုံမြဲအောင်လုပ်တယ်တိလာဆောက်တည်တဲ့ဆိုလို့ရှိရင်လည်းပဲဟာဒီကလေးမလေးကတိတ်တော်တာငငယ်ရွယ်ရွယ်နဲ့တိလာတွေဆောက်လို့တရားတွေထိုင်လို့ဒါမျိုးချီးကျူးခံရင်လို့လုပ်တယ် ဒါမျိုးတွေဆိုလို့ရှိရင်အညံစားကုသူတွေဖြစ်ပြီတဲ့မြတ်စွာဘုရားဒါဆိုရင်လည်းပဲဓမ္မလမ်းကြောင်းတိတ်မကြတယ်ဒါမျိုးတွေကိုရှောင်ကျင်มาတဲ့နောက်မဇိမကုသူဆိုတာဘာတော့ဆိုတော့ဖလာကာမတာယဗောဓိတံမဇိမံတဲ့အကျိုးလိုလားလို့လောက်တာဥပမာဖြင့်ငါတို့ဒီလိုသင်္ကန်းလူရင်သင်္ကန်းကျိုးတွေရလိမ့်မယ်ဆွမ်းလူရင်ဆွမ်းကျိုးရမယ်ရေလူရင်ရေကျိုးရမယ်ဆိုပြီးတော့မြတ်စွာဘုရားကဒါတွေကလူရင်ဒီအကျိုးဖြစ်တယ်ဆိုတော့ယုံကြည်ဖို့ပဲဟောတာပါ ဆူတောင်းဖို့စိတ်ကတောင်းတဖို့ဟောတာမဟုတ်ဘူး။ဒါလူရင်ဒါကျိုးဖြစ်တယ်ဆိုတော့ယုံကြည်မှုရှိရင်ဒါတရားတရားစစ်တာပါပဲ။တောင်းတစရာမလိုပါဘူး။ဒါပေမဲ့လို့တချို့မျိုးသားမျိုးသမီးတွေကတော့တဲ့။ယာတူတွေတက်ချင်းလို့စီစိမ့်တွေတိုးချင်းလို့ဒါမှမဟုတ်ရင်လည်းပဲဒီလူဘဝနတ်ဘဝရောက်လို့ရှိရင်ချမ်းချမ်းသာသာနေဖို့ဆိုတဲ့အကျိုးတွေကုသိုလ်လုပ်ရင်းနဲ့တိတ်ပြီးတော့တောင်းတတယ်ဆိုရင်ဒါကမက်စီမှာ ိုးစိုးကရေမရဖက်မရတဲ့သူများချီချူခံရင်နာရီကဲ့ရဲ့မဆိုးတာတွေလောက်တော့မဆိုးသေးဘူးတဲ့ဒါပေမဲ့လို့ဒါလည်းပဲဖရာကြီးရသူတော်ကောင်းတွေချီချူတယ်ဓမ္မလမ်းကြောင်းမဟုတ်သေးဘူးဒီလိုကုသိုလ်မျိုးကိုလည်းပဲရှောင်ကျင်ပါတဲ့ကုသိုလ်လုံတိုင်းဓမ္မလမ်းကြောင်းမကြဘူးဆိုတာဒါကိုပြောတာပါအဲ့တော့အမြဲဆုံးကုသိုလ်ဆိုတာဘာတော့ဆိုတော့ကတ္တဗာမေဝိတန္တိအရိယဘဝနိတ္တယဒါတို့အရိယသူတော်ကောင်းတွေဟာဒီလမ်းစဉ်တွေလုတ်ပြီးတော့နိဗ္ဗာန်ကိုရောက်သွားကြတာ အဲ့တော့ငါတို့လည်းပဲဒီကုသိုလ်ကြောင့်ဖရာကြီးရသူတော်ကောင်းတွေရောက်တဲ့ဆင်းရဲခက်သိမ်းချုပ်ငင်းရဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြရစီလို့အာယုံပြည့်ရင်ဒါအရိယသူတော်ကောင်းတွေရဲ့လမ်းစဉ်ဖြစ်ပြီတဲ့ဖရာလောင်းကိုပဲကြည်ဖို့ဝတ္တန္တရာမင်းဘဝဆင်ကျူတော်တွေလူတိုက်ဓမ္မလည်းပဲသတိညွတ်တဲ့ဉာဏ်အတွက်ထောက်ပံ့ဖြစ်ပြရစီနိဗ္ဗာန်အတွက်ထောက်ပံ့ဖြစ်ပြရစီဒါမျိုးတွေပဲဆုတောင်းပြီးတော့လူတယ်ခုခေတ်မှာလူဘာဖြစ်ပြရသည်ယာတုတက်ပြရသည်စသဖြင့်မပါဘူးတဲ့ဒါကပဏိတအင်မတန်စင်ကြဲတဲ့ကုသိုလ်ဖြစ်တယ် တန်ဃာတော်ရှင်မြတ်တွေကိုရေအတွက်သူရင်တန်ဃာတော်ရှင်မြတ်တွေရေနဲ့ချမ်းသာပြီးတော့ပူကင်းစင်ပါစေအသိဉာဏ်တူတွေရပါစေတပည့်တော်တို့လည်းပဲအဲ့ဒီလိုပူကင်းစင်တဲ့နေရာရောက်ပြရစေဆိုရင်နိဗ္ဗာန်ကိုအာရုံပြုပြီးတော့လူတန်းတဲ့ဟာပဏိတအမျက်ဆုံးကုသိုလ်ဖြစ်တယ်တဲ့ဒါမှမိမိတို့ကသူရကိတံတရားကြောင့်ရာမဆောင်ပါပဲကောင်းစွာမပြတ်ဆောင်ကြောက်အပ်သည်မိလောက်အောင်ရခိယတတိတရားလက်ကင်ထား၍မမပုံသေးဆောင်ကြောက်၍နေရ၏